ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Click for Freedom YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာဒီတစ်ခေါက်မှာလည်းစာရေးဆရာဆရာကျူမွေးဤဟာသဝိတုတပုတ်ဖြစ်တဲ့လူပြုတ်ဖူးစာဆန်းတပြာဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်းတင်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာသို့ပါသောကြောင့်ဤဟာသဝိတုစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကျူမွေးနဲ့တကွာ ဆရာကျူမွေးဤဆိုတော်မျိုးတော်ပေါင်းသက်ဆိုင်သူများအလုံးကိုပတ်ခွင့်ပြုပေးပါယံဤနေရာမှနေလေးလေးစားစားခွန်တောင်းအပ်ပါれခမညာလူပြုတ်ဖူးစာဆန်းတဲ့ဗျာဤဝိထုသည်ကျွန်တော်ဤကိုပိုင်ဇလန်းဖြစ်ပါသည် ကျွန်တော်ဤသဘောတူညီချက်မရဘဲရုပ်ရှင်ရိုက်ကူးခြင်းပြဇက်ကပြခြင်းနှင့်ရုပ်ပြဇက်လန်းတွင်တုံဆွဲခြင်းများကိုဇက်လန်းအပြစ်ကိုဖြစ်စေဒစိတ်ဒရိတာကိုဖြစ်စေလုံးဝခွင့်ပြုလိမ့်မည်မဟုတ်ပါတိတ်တဆိတ်တုံဆွဲထားခြင်းကိုသိလင်တရားဥပဒေအရအရေးယူမည်ဖြစ်ကြောင်းကိုကြိုတင်၍တတိပေးပါသည်၎င်းပြင်ဤဝိထုသည်ညီသူဒုတိယကိုမြတိခိုက်နှင်နာစေရန်မရည်ရွယ်ပါအကယ်၍ဤဝိထုတွင်ပါရှိသောအမည်နာမများနှင့်အဖြစ်ပြက်တို့မှာအသက်ထင်ရှားရှိသူများကိုဖြစ်စေ ဝယ်လွန်သွားကြသူများအဖြစ်စေထိခိုက်နစ်နာနိုင်သောအကြောင်းချက်များပါရှိပါကမတော်တဆတိုက်ဆိုင်သွားခြင်းဖြစ်၍ခွင့်လွှတ်ကြပါရန်ဂျိုတင်ပန်ကြားအပ်ပါသည်ခမညာနှစ်သိမ့်မင်္ဂလာခွန်းဆက်လွာလေးစားချစ်ခင်ရပါသောချစ်စွာသောစာဖတ်သူယခုနားဆင်သူများခမညာနေဟောင်းလွင်ကျူး၍နှစ်သိမ့်တို့ကူပြောင်းကြရပြန်ပါပြီကျွန်တော်နေဖြင့်လွင်ငယ်သောနှစ်ကထုတ်ဝေခဲ့သောဇာအိုများတဲ့တွင် အမှားစာများလုံးဝမရေပဲနေခဲ့ပါသည် အမှားသာမရေခဲ့မိ၍စာဖတ်သူများနှင့်အဆက်အသွယ်ပြတ်ပြတ်နေသလိုဖြစ်နေပါသည်အမှန်တော့ကျွန်တော်နေဖြင့်အမှားသာများကိုရေးလိုလျက်နှင့်အချိန်မရ၍မရေခဲ့ခြင်းဖြစ်ပါသည်စာဖတ်သူများထံမှတော့ကျွန်တော်ထံသို့တလလျင်ပြန်ပြ၅ဆောင်ခန့်တော့မှန်မှန်လာနေပါသည်ထို့လာသမျှစာများကိုသူကန္တလိုက်ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင်အောက်ပါတိုင်းမေးမြန်းထားခြင်းများကိုတွေ့ပါသည်နံပါတ်၁ဆရာကျူမွေးရဲ့ဝိထုတွေအထွက်နည်းနေပါသည်ဘာဖြစ်လို့လဲ ဘောဘွယ်တွေကြီးကြည့်နေလို့လားဒါမှမဟုတ်အရက်တွေတိတ်တောက်နေလို့စာမရေးနိုင်တာလားနံပါတ်1စာပေစီစီရေးဖွဲကစာမူတွေချမပေးလို့လားနံပါတ်3ဂုံသွယ်ရေးကစက်ကူတွေမပေးလို့လားနံပါတ်4ကျမ်းမာရေးမကောင်းတော့လို့လားဟု၍မိခွင်များဖြစ်ကြပါသည်မိခွင်တင်းနဲ့ပတ်သက်၍ဖြစ်ရရင်ဘောလုံးဘွယ်တွေကြည့်နေလို့စာမရေးနိုင်တာလားဟုသောမိခွင်မှာမှန်တင်းသလောက်မှန်နေတော်လဲအရက်တွေတိတ်တောက်နေလို့စာမရေးနိုင်တာလားဟုသောမိခွင်ကတော့မမှန်ပါဘူး ကျွန်တော်ဂျွန်ဝဲသည်အရက်ဆို၍လုံးဝမတော့တတ်ပါအရက်သေးစားနှင့်ပတ်သက်၍ရှောင်ကျင်ထားသူဒီတိုတဲလာတူဖြစ်ပါသည်မိခွန်းနှစ်တွင်ဖော်ပြထားသောစာပေစီစီရေးအဖွဲ့ကဇာမူတွေချမပေးလိုလားဟုသည်မှလည်းမဟုတ်ပါသူတို့တွေမှလည်းလူကနည်းနည်းဖတ်ရသည့်ဇာမူတွေကအစမတန်များပြားနေတော်လဲအတတ်နိုင်ဆုံးကြိုးစား၍မြန်မြန်ဖတ်ကဇာမူများကိုပြန်လဲချပေးနေပါသည်တပံမိခွန်းသုံးတွင်ဖော်ပြသလိုဂုံတွေရေးကစက်ကူတွေချမပေးလိုလားဟုသည်မှလည်းမမှန်ပါ ကုန်သွယ်ရေးကစက်ကူများကိုအလိုရှိသလောက်ချပေးနေပါသည်နောက်ဆုံးမေခွင်ဖြစ်သောကျမ်းမာရေးမကောင်းလို့လားဟူသည်မှလည်းမဟုတ်ပါကျွန်တော်ကြည့်မွေးမှာအသက်ကသိပ်မကြီးသေး၍မြည်သည့်ယောဂါမှမရှိပါအဲအမျိုးသမီးချောချောလှလှတောင်တောင်ကလေးမြင်လျင်ငန်းတတ်သောယောဂါသာရှိပါသည်ခမညာဒါဖြင့်အဘဲကြောင့်ဝိတုရေးနေရသည်နီဝိတုရေးနေရခြင်းမှာကျွန်တော်တွင်ပိုက်ဆံမရသောဘာဟိယအိမ်တွင်ကိစ္စတွေကိုဆောင်ရွက်နေရသောကြောင့်ကတကြောင် ကျုံွေးဆိုရင် ရေရမကြိုက်ကြသော စာဖတ်သူများအားရေရသောဝိတုကိုမရေနိုင်လင်မထုတ်ဝန္တာကတကြောင်ကျွန်တော်ကိုယ်၌ကလည်းဝိတုရေးလင်ခန့်နှင်းနေသလင်ရေးရသောကြောင့်ကျွန်တော်ဝိတုတွေအထွက်နည်းနေရခြင်းဖြစ်ပါသည်ညီမြအထွက်နည်းသည်ဆိုသောလွန်ခဲ့သော1988ခုနှစ်တနင်္လာနေ့တွင်ကျွန်တော်လုံချင်းဝိတုများမှစုစုပေါင်း၄အုပ်သားလျင်ထွက်နိုင်ခဲ့ပါသည်၎င်းဝိတုများမှ၁ရွှေစံအိမ်နှင့်ခြေတော်သား၂ဆန်လေဆန်တဲ့ရောက်ကမာကြီး ၃ငိန်ငိန်ကလေးထိုင်နေပါနဲ့၄ကျွန်တော်ရည်စားပြန်ပေးပါတို့ဖြစ်ကြပါသည်ယခု1989ခုနှစ်တွင်တော့လုံချင်းဝတ္ထု6အုပ်ခန့်ထွက်ပေါ်လာနိုင်အောင်ကြိုးစားရေးပါမည်စာဖတ်သူအချို့ဆန္ဒရှိကြသလိုတလတအုပ်တော့ကျွန်တော်မရေးနိုင်ပါကျွန်တော်ကကိုရန်ရေးကိုရန်ထုတ်စာရေးဆရာဖြစ်ပါသည်စာရေးဆရာအမိသာခံပြီးနောက်ွယ်ကရေးပေးနေသူမရှိပါရှိရင်လဲကျွန်တော်ကြုံမွေးကလက်ခံပြီးမဟုတ်ပါအစ်မမဟုတ်ပဲအယောင်ဆောင်စာရေးဆရာဘွားကိုမခံယူခြင်းပါ စာဖတ်သူများဒီသွားရင် အလွန်ရှက်စရာကောင်းလာပါသည်သို့သောယနေ့ကျွန်တော်တို့စာပေလောကတွင်အမိခံစာရေးစရာတွေအလွန်ပေါနေပါသည်ဒါကိုတချို့သော စာဖတ်သူများသိရှိကြမည်ဖြစ်ပါသည်ထားပါတော့ဒါကကျွန်တော်နဲ့မဆိုင်ပါကျွန်တော်နဲ့ဆိုင်သောကိစ္စကိုသာရေးပါတော့မည်အခြားတော့မဟုတ်ပါယခုဝိတုနှင့်ပတ်သက်၍တင်ပြလိုပါသည်ဤဝိတုရေးရခြင်းမှာကျွန်တော်ဤစာဖတ်သူများနှင့်နှစ်တန်ကြာကပင်တိုက်တွန်းထားသောကြောင့်ဖြစ်ပါသည်သူတို့ကအလွယ်လွယ်ချော်ချော်နှင့် ပုံမှရိုက်တဲ့ကိုကိုလိုဝတ္ထုမျိုးရေးပါအောင်ဟူ၍ကျွန်တော်ထံသို့စာရေးကားပူဇော်ကြပါသည်ကျွန်တော်နေဖြင့်သူတို့ဤဆန္ဒကိုဖြည့်ဆွက်လိုပါတော်လဲဇလန်းကစဉ်းစားမရဖြစ်နေပါသည်တပန်စဉ်းစား၍ရပြန်ပါတော်လဲဇလန်းကစင်တူယုံမဖြစ်နေသည်ကျွန်တော်နေဖြင့်ရေးပိသားဝတ္ထုများနှင့်စင်တူယုံမဖြစ်မိဇလန်းမှန်လင်းမိမြပင်ကောင်းကောင်းရှောင်ပါသည်မကြောင်မနေ့ရေးမိလင်စာဖတ်သူများဤစိတ်ထဲတွင်အဟောင်းကို အသည့်ပုံစံပြောင်း၍ rehash လောက်ကရေးခြင်းဟုထင်မှမိကိုဆိုပါသည် ကျွန်တော်ဒီမြေတီအခါမှအဟောင်းကိုအစ်စ်ပုံစံပြောင်းက rehash အဖြစ် ရေးမည်မဟုတ်ပါထို့သောမရေခဲ့ရလဲကျွန်တော်ဤလုံချင်းဝတ်ထုများမှာ1965ခုနှစ်မှယခု1989ခုနှစ်အထိ14နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်တော်လဲစာဖတ်သူများဤအပိမှုကိုယနေ့တိုင်းခံရခြင်းဖြစ်ပါသည်ထို့သောမဟုတ်ပါကကျွန်တော်ဂျူမွေးတယောက်လုံချင်းဝတ်ထုလောကမှပျောက်ကွယ်နေသည်မှာကြာမြင့်နေမည်ဟုဖြစ်ပါသည်ဤကုန်းချုပ်နေဖြင့်ကျွန်တော်ရေးရမည်ဆိုရင်ဤလူပြုတ်ဖူးစာဆန်းတပြဝတ်ထုသည် စာဖတ်သူများနှစ်တန်ကြာက တောင်းဆိုထားခဲ့သောအလွယ်လွယ်ချော်ချော်နှင့်ပုံမှန်ရိုက်တဲ့ကိုကိုဝတ္ထုမျိုးကဲ့သို့ငကိုခွဲဝတ္ထုဇာလံဖြစ်ပါသည်ငကိုခွဲဇာလံပင်ဖြစ်တော်လဲအထက်ဖော်ပြပါဝတ္ထုများနှင့်လုံးဝမတူညီပါဇာအင်ဖွဲ့ထားပုံချင်းခြားနာပါသည်ဤဝတ္ထုဖတ်ရှုပြီးနောက်စာဖတ်သူများနေဖြင့်အကြံဉာဏ်နှင့်ဝေဖန်စာများကျွန်တော်ထံသို့ပေးပို့ကြမည်ဆိုလျှင်ယေရှုတင်စွာဖြင့်လက်ခံပါမည်ဟုမှာကြရင်ဤကျွန်တော်ဤနှစ်သက်မင်္ဂလာခွင့်ဆက်လွှာကိုအပြုံးထပ်၍အဆုံးတက်လိုက်ရပါသည်ခင်ဗျာ ချစ်စွာသောစာဖတ်သူယခုနာဆင်သူများအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်ဝကြပါစေ15ရက်6လ1989အခန်း1တိုးတက်ကြီးပွားလိုသူမန္တလေးဘုရားကြီးမှထွက်ခွာလာခဲ့သောစာပုတ်ယထာကြီးမှယမနာဘုရားသို့ရောက်လျင်အရှိန်တက်ကယနာနေတော့သည်ယထာကြီးရက်လိုက်လျင်ဘုရားပလဖောင်းပေါ်တွင်ရှိနေကြသောကောင်းရွက်သေးသေးကလေးများဤအော်ဟစ်ရောင်းချတံတို့မှဇူညံစွာ ပေါ်ထွက်လာကြသည်ဘိုင်းရာကြော်ရကြမယ်ဘိုင်းရာကြော်ရကြမယ် ဟိုသောအတန်ကတစ်မျိုးစံကလေးကျော်ကြောက်ကြောင်နဲ့ထမင်းစီစမ်းရမယ်ဟိုသောအတန်ကတဖုံတဖန်ဘုရားယုံအတွင်းတွင်ဖွင့်လွက်ကထားကြသောထမင်းဆိုင်နှင့်စားသောဆိုင်များမှလွှတ်ထားကြသောလူများ၏အတန်တွေကလည်းညံ့နေသည်တစ်ဖက်ရရမယ်ကြံရရမယ်ဘီလက်ရရမယ်ဘီလက်ရရထားပါရှိခီးတယ်များကလည်းစားသောကြရန်အတွက်စီတယ်များအားလန့်ခေါ်သူကခေါ်နေကြသလိုစူးသားညံတန်တွေကိုဘေလူဝနတ်ဆောင်တန်အလား နာဝယ်ထားရင်အိပ်ပျော်နေကြသောခီးတယ်များကလည်းရှိကြသည်အချိန်မှာည7နာရီကျော်ခန့်ရှိနေပြီဖြစ်သည်အချို့သောခီးတယ်တွေမှာယထာဘုံမှမာယူမစားတော့ကြပဲအောက်သို့ဆင်းကဆိုင်များတွင်သွားစားကြသလိုအချို့သောခီးတယ်များမှာတော့မိမိတို့လိုရာဘုရားတို့ရောက်နေပြီဖြစ်၍ယထာဘုံမှအထုပ်ဘိုးတွေကိုစီဖြင့်ဆင်းနေကြသူများကိုလည်းတွေ့မြင်နိုင်သည်စင်သူတွေရှိနေကြသလိုတက်နေကြသောခီးတွေကလည်းရှိနေသည်။တို့ဖြစ်၍မိသားတွေများတဝိုက်တွင စင်သူတက်သူတို့နဲ့ရာပန်ခတ်မြရှုပ်ထွေးနေကြတော့သည်ထိုအထဲရေရမယ်ရေရေရမယ်ပြောရေရေ ရေယူကြအောင်မလားခု၍အော်ဟစ်ကရေရောက်နေကြသောမူလာရန်ကြောင့်သာကြောင့်သူရွယ်ကလေးငယ်များ၏အတန်ကိုလည်းအဆက်မပြတ်ကြားနေကြရသည်တလန်းလုံးမိရာဘော်တွင်အိပ်၍လိုက်ပါလာသော ကောင်းမြတ်သူယမနာဗုဒ္ဓတို့မိရာအစိုက်တွင်နိုးလာသည်မနှုတ်ရည်လည်းမရပေသေးတယ်များ၏အတန်နှင့်ရေရောက်နေကြသောကလေးများ၏အတန်များမှာ သူ၏နာရုံသို့စူးစူးဝါးဝါဝင်လာကြသောကြောင့်ပင် ကောင်းမြတ်သူအေယာမနှုတ်လင်နှုတ်ခြင်းဝါကနေအပြင်းဆန့်ကတန်းသည်ဝါအိုင်းတန်ရင်မသူ၏ကိုကြီးကိုပါဆန်တန်းလိုက်မိသည်ကိတ္တကြတွင်သူသည်စီလာသောရိုးရိုးတန်းတွဲရှိ ပြရင်ပေါင်းမှအပြင်သို့ခေါင်းကိုပြူကာလှမ်းကြည့်သည်ဆိုင်နေသားအွယ်ခန့်ရှိကလေးငယ်တဦးရေအိုကလေးခေါင်းပေါ်ရွက်ကရေအော်ရောက်နေသည်ကို တွေ့မြင်ရသည်ဟေ့ကလေးလာပါဦးကွာ ကောင်းမြတ်သူကလှမ်းခေါ်သည်ခေါ်တန်ကြောင့်ရေရောင်သူကလေးမှာညာညာတလဲပြေးလာသည်ရေယူမလို့လားကိုကြီးရေရောင်သူကလေးကတွက်လက်စာလှမ်းမိသည်အေးကွာရေတခွက်ဘယ်လောက်ပေးရမလဲစည်စနာရှိသလောက်ပေးပါကိုကြီးရေရောင်သူကလေးအပြောကြောင့်ကောင်းမြတ်သူပြုံးမိသည်ဒီလိုဆိုပေးစမ်းကွာကောင်းမြတ်သူဤစကားတိုင်းရေရောင်သောခြာတဲ့ကလေးကကောင်းပေါ်တွင်ရထားသောရေအုပ်ကိုလှမ်းပေးသည်ကောင်းမြတ်သူရေအိုရမရေများကိုစိတ်တိုင်းကြခက်ခါမျက်နှာပြစ်ပလုတ်ချင်းလှုပ်နေသည် ဂျာတေကလေးကတော့ဘေးမှရက်ကကြည့်နေသည်ရော့ဟေမင်းကြီးဦးကောင်းမြတ်သူသည် ယူထားသောရေအုပ်ကိုဂျာတေကလေးထံပြန်ပေးသည်နောက်အိမ်တွင်းမှပိုက်ဆံအကြွေပြား90စိတ်ကိုထုတ်ယူကဂျာတေကလေးအားလှမ့်ပေးသည်ကျေးဇူးတင်ပါတယ်ကိုကြီးကြတဲ့ကလေးကျေးဇူးတင်စကားပြောကြရင်ပြား90စိကိုလှမ်းယူသည်ပြား90စိကိုအိတ်တွင်းသို့ထည့်ပြီးနောက်ကြတဲ့ကလေးသည်ရေအိုးကိုခေါင်းပေါ်ပြန်ရွက်ကရေယူကြအောင်မလားရေရေ ခေါင်းမြတ်သူသည်မိသားအတွင်းသို့ပြန်ဝင်ကားရေရီဆူရွှဲကနေသောသူ၏မျက်နှာကိုတော့ရန်အတွက်သူ့တရေအိတ်တွင်မှမျက်နှာတော့ဘဝကိုထုတ်ယူသည်မျက်နှာတော့ပြည်တွင် သူသည်လက်တွင်ပတ်ထားသော စီနာရီကိုလှမ်းကြည့်မိသည်ည7:00နာရီနှင့်မိနစ်20ခန့်သူလိုက်ပါလာခဲ့သောမိသားကြီးမှာမန္တလေးဘုရားယုံမှညနေဘက်တွင် ထွက်လာခဲ့သည်မန္တလေးဘုရားမှစီလာခဲ့တော်လဲသူသည်မန္တလေးမြို့တွင်နေထိုင်သူတော့မဟုတ်ပေမုံညင်မြို့ဇာတိဖြစ်သည်ကောင်းမြတ်သူမှာညီကျင်နာကောလိထွက်ဖြစ်သည် အရမငါပဲ၆လမခန့်ရှိသည်အသားကဖြူဖြူနာရံပေါ်ပေါ်ကိုလုံးကိုပေါက်တောင်းတင်းကြန့်ခိုင်သည်အသက်မှာ25နှစ်ခန့်သာရှိသေးသည်သူတွင်ဖခင်မရှိတော့ပေမိခင်အိုကြီးသာလင်းရှိသည်မိခင်ဖြစ်သူမှာမုံညင်းမျိုးရှိဈေးတဲ့တွင်ကုံစိမ်းများကိုရောက်နေသည်ယခုကောင်းမြတ်သူရန်ကုန်မြို့သို့လာခဲ့ခြင်းမှာအလုတ်လုတ်ရန်အတွက်ဖြစ်သည်မုံညင်းမျိုးတွင် မိခင်ဖြစ်သူနှင့်အတူနေထိုင်ကအလုတ်လုတ်ခြင်းတော်လဲသူတို့မြို့တွင်အလုတ်ကိုင်ကရှားပါနေသည်သူသည်မိခင်ကြီးထံတွင်အနုညွန့်ခွင့်ပန်ကား ရန်ကုန်မြို့သို့ထွက်လာခဲ့ရခြင်းဖြစ်သည်သူမိခင်ဒေါ်လာသူကတော့တဦးတည်းသောသားအားတမျိုးတရွာသို့မလွတ်လိုပြီမျက်စိအောင်လိုက်သာထားလိုသည်သားဖြစ်သူသွားမည်နေရာကလည်းရန်ကုန်မြို့ကြီးဆိုတော့မိခင်ကြီးမှာဘုံမို့၍စိတ်မချဖြစ်နေရှာသည်သားရဲ့ဒီမြို့မှာပဲအမေနဲ့သူဈေးအောင်ပြီးစားကြတာပေါ့ကွယ်ရန်ကုန်ကိုတော့မသွားမနေပါနဲ့မိခင်ဖြစ်သူဒေါ်လာသူကတားသည်အာမိမိကလည်းဗျာဒီမှာဈေးအောင်လို့ဘယ်မှာကြီးွားပါမလဲ ျွန်တော်သင်ထားရတဲ့ပညာနဲ့လည်းတခြားစီဖြစ်နေတယ်။ဒါကအင်မတန်မှကြီးပွားချမ်းသာကြတာ။ပြီးတော့မိမိလည်းအသက်ကြီးနေပါပြီ။အခုလိုဈေးရောက်နေတာကိုသာမကြည့်ချင်ဘူး။လောကီကိစ္စတွေကိုဆွန့်လွတ်ပြီးမိမိအတွက်ဘဝကူးကောင်းမဲ့လောကုတ္တရာတရားတွေကိုအထုတ်ပြီးနေစေချင်ပါတယ်။အဲ့လိုမိမိတရားအထုတ်ပြီးချမ်းချမ်းသာသာ နေနိုင်အောင်ဒါကစွန့်ဆောင်ပြခြင်းလို့ပါမိမိရဲ့။ခေါင်းမြတ်သူကသူ၏ရွေချမ်းများကိုပြောပြနေသည်။ဒါပေမဲ့ဘာအခုသွားရမှာကရန်ကုန်မြို့ကြီးဆိုတော့မိမိစိတ်မချဘူး။ ဘာကိုစိတ်မချတာလဲမင်းမေဩရန်ကုန်မြို့ကြီးဆိုတာကအင်မတန်မှရှုပ်နာကလားပြီးတော့ဘင်းပြူဆိုတာတွေလည်းပေါ့နေလို့ငါသားဟာဘင်းပြူဆွဲတော့မှကိုစိုးရင်လို့ပါမိခင်ဖြစ်သူအေးစကားကြောင့်ကောင်းမြတ်သူမှရင်နေမိသည်မင်းမေကတော့လှုပ်ပြီးအလကစိတ်မပူတဲ့နာတွေကိုပူးနေတာကိုဘင်းပြူဆိုတာမျိုးကရန်ကုန်မြို့တမျိုးတည်းတွင်ရှိတာမှမဟုတ်ပဲသားတို့မျိုးမှာရောတခြားမျိုးတွေမှာပါရှိနေပါတယ် ဒါပေမဲ့အဲ့ဒီကိစ္စကိုနိုင်ငံတော်ဆိုရကအမျိုးသားရေးတာဝန်တရအနေနဲ့အစွမ်းကုန်ဆောင်ရွက်နေတာမို့အခုဆိုရင်အတော်အသင့်ပပျောက်နေပါပြီပြီးတော့တအားကြောင့်လည်းမေမေအသိသာပဲတဟာ secret လည်းမတော့တတ်ဘူးအရေးဆိုတာလည်းဝေးရောဒီတော့ဘိန်းဖြူတော့ဖို့ဆိုတာအင်မတန်မှခဲရင်ပါတယ်တအတွက်စိတ်ချပါမေမေသားလိန်ပါပါတယ်မေမေအတွက်ရောနိုင်ငံနဲ့လူမျိုးအတွက်ပါအကျိုးမပြုတဲ့တာဆိုတမိုက်ဘဝကိုအရောက်မခံပါဘူးလေတလှတလိန်ပါလေအဖြစ်နေတာနေပြပါမယ်ဆိုတာရဲရဲကြီးဂရိပေးပါတယ်မေမေရဲ့ ီတော့တောက်ကိုတောက်ခွင့်ပြုပါနော်။ကောင်းမြတ်သူကမိခင်ကြီးအားရှင်းလင်းပြောပြနေသည်။မိခင်ဖြစ်သူလည်းကျေနပ်သွားသည်။နှုတ်နေပါဦး။ရန်ကုန်မှာကတအသည့်ရှိလို့လား။ရှိတယ်လေ။တားနဲ့ကြောင်းနေပဲတင်ငယ်ချင်းစိုးသိမ့်ဆိုတာပေါ့။ဘေးကစိုးသိမ့်နေတို့မျိုးကလား။မဟုတ်ဘူးမေမေ။သူကမြေကြီးနားကပါ။တားနဲ့ကောလိပ်မှာတခန်းထဲအတူတူနေလာခဲ့ကြတယ်တင်ငယ်ချင်းလေ။သားเจ้าနေတော့ကຫນွေရတီเจ้าပြည့်တဲ့ခါတိုင်းသားနဲ့အတူဒီကိုလိုက်လာပြီးအိမ်မှာတပတ်လောက်နေသွားတဲ့သူလေမိမိမမှတ်မိတော့ဘူးလား ကောင်းမြတ်သူပြောပြမှဒေါ်လာသူသတိရသွားသည်အော်အော်အီးအီးမှတ်မိပြီဟိုမျက်နှာကြောင်ဆက်ဆက်နဲ့ကောင်းလီမဟုတ်လားဟုတ်ကဲ့အလွန်ဟုတ်သိတ်ဟုတ်ပေါ့မေမေသားကသူ့စီမနေမှာလားဟုတ်ကဲ့သူ့စီမနေရမှာပေါ့အလုတ်ကလည်းသူကပဲရှာပေးမယ်ဟာအေးဖြစ်ပါမလားသားရေဘာကြောင့်မဖြစ်ရမှာလဲမေမေရဲ့အဲ့ဒီကောင်းလီဟာကြောင်ဆက်ဆက်နဲ့မို့မေမေတို့သူ့ကိုသိမိယုံဘူးမေမေကလည်းဗျာ ပြောင်းတဲ့နောက်တက်တာကသူ့ဝါသနာပါအခုသားကိုခေါ်တဲ့ကိစ္စကတော့အတီးပါသူဟာရန်ကုန်မှာကြီးပွားနေတယ်ပြီးတော့မိမတော်ရနေပြီတဲ့သူရေးလိုက်တဲ့စာကိုမိမိသိကျင်ရင်တဖက်ပြမယ်လေအင်းကောင်းတာပဲဖတ်စမ်းမိခင်ကသဘောတူသည်ကောင်းမြတ်သူအိတ်ထက်တွင်အသင့်ထဲထားသောသောသိန်ထာမစာကိုထုတ်သည်ပြီးတော့မိခင်ဖြစ်သူအားအောက်ပါတိုင်းဖတ်ပြသည်နှစ်တရာမယွန်းအောင်အပြစ်နာကင်းတဲ့ချစ်စရာတငယ်ချင်းကောင်းမြတ်သူမင်းစီကစာကိုရလို့ငါတော်တော်စိတ်ညစ်သွားတယ်တငယ်ချင်း အေးဟုတ်ပါဘူးသိကိုပြောသားပါတယ်ပြောတာမှအပြူချောချောကလေး6ယောက်ကိုဒီပြိုင်နဲ့မင်္ဂလာလက်ဆောင်ရလိုက်တဲ့လူလူပါပဲလေမင်းနဲ့ငါလူချင်းရောစာချင်းပါအဆက်အသွယ်ပြတ်သွားလိုက်တာသုံးနှစ်သုံးမိုးတောင်ကြာခဲ့ပြီနော်လူချင်းကွဲကွာနေကြတာကတော့ကို့အချင်းတွေရမို့ပြောစရာမရှိပေမဲ့စာချင်းအဆက်အသွယ်ပြတ်လက်တာကတော့ငါမှတာဝန်မကင်းသလိုဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ငါအခုနေထိုင်နေတဲ့လိပ်စာကိုမင်းကမှမသိပဲကို အဲငါကတော့မင်းလေးစာကိုတိလျက်နဲ့အဆက်အသွယ်မလုပ်ခဲ့မိဘူးဒီတော့ငါအပြစ်ဖြစ်နေတယ်စာမေးပြစ်ပေမဲ့မင်းကိုတော့ငါဟာငါငယ်ကြီးစားကလေးတယောက်လို့ထာဝရအမြဲတရိယာနေပါတယ်ကွာမင်းစီကစာရောက်လာတော့ငါဟာသိကိုအံဟောသွားမိတယ်ဘယ်လိုလုပ်ပြီးဒီကောင်ဟာငါနေတဲ့လက်စာကိုတိနေပါလိမ့်လို့ပေါ့နောက်မင်းစီကစာကိုဖတ်ရမှာမင်းဟာငါဦးလေးဥပတူနဲ့တွေ့ပြီးငါသတင်းကိုမေးရကတိခဲ့ရတယ်ဆိုတာသိရတာကိုအင်း မင်းစီကစာရဆိုရင်မင်းဟာအလုံမရှိ100 130ဘဝရောက်နေတယ်ဆိုတာသိရလို့ဂုံယုံမိပါတယ်ကွာအဲဟုတ်ပါဘူးအစိမ်မကောင်းပါဘူးကွာစိတ်မကောင်းလို့တရားကလေးကစိတ်ရောကဆေးရုံကို ပြကြည့်မလားလို့ဟိဟိအလကားနောက်တာပါကွာမင်းစီကစာရမင်းဟာအလုတ်လုတ်ချင်နေတယ်ဆိုတာသိရလို့ငါကူညီပါမယ်ငါလည်းကိုပိုင်လုတ်တခုလုတ်နေပါပြီငါလူကရောင်စုံပုံလေးဆက်တလုံးထောင်ပြီးတောက်တူမရပုတ်ပြအလုတ်ကလေးတွေလုတ်နေတယ်အင်္ဂလိပ်လိုဆိုရင် George အလုတ်ပေါ့ ငါတို့ပုံလေးလောကကအင်္ဂလိပ်လိုမတတ်တဲ့လူတွေမပီကလာပီကလာနဲ့ခေါ်တဲ့ဇကားနဲ့ပြောရမယ်ဆိုရင်ကြောက်အလုပ်ပေါ့ကွာကြောက်အလုပ်ဆိုတဲ့တိုင်တစ်ခါတခါတကယ့်ကိုကြောက်ပေါက်နဲ့တွေ့ခဲ့တာတွေလည်းရှိတယ်ကွာပြီးတော့ငါမှကုသိုလ်ကံကောင်းခြင်းလိုလားဆိုးခြင်းလိုလားတော့မသိဘူးကွာမိမလည်းရနေပြီငါမိမကရုတ်ချောတလောက်တိတ်ပြီးကောင်းတာကွာသဘောတကားရကိုပြောတာနော်ဒါပေမဲ့စိတ်ကတော့တိတ်တူတယ်ဟေးဒါကထားပါတော့ကွာ တကယ်လို့မင်းအလုပ်လုပ်ချင်တယ်ဆိုရင်ငါရှိရရန်ကုန်မြို့ရဲ့မြို့တစ်တခုဖြစ်တယ်။ကညာတွေလှတဲ့တာကိတကိုအညာမေကကြွခဲ့ပါလို့မင်းကိုဖိတ်ခေါ်လိုက်ပါတယ်။မင်းအတွက်အနေထိုင်အစားတော့ကအစားအားလုံးကိုငါတာဝန်ယူတယ်။အဲဘာလို့ကိုလှုပ်တင်လဲဆိုတာကိုတော့မင်းရောက်လာမှငါတို့တွေတိုင်ပင်ကြတာပေါ့။ဒီတော့မပြတ်မကွက်ဆက်ဆက်ကလေးလာခဲ့ပါ။မင်းလာမယ်ဆိုတဲ့နေ့ကိုအတိအကျစာရေးလိုက်ပါ။ငါတခြားကိုရှောင်းနေမယ်။အဲအဲလေငါငါလာကြိုးရမယ်။ငါမိမနဲ့တူဇုံတွဲလာကြုံမယ်ကွာ။ ငါတို့နေတဲ့နေရာကတာကိတဘက်မှာဆိုတော့မင်းတို့ရန်ကုန်မြို့ကိုတစ်ခေါက်နှစ်ခေါက်လောက်သာရောက်ဝူးတဲ့သူအတွေ့ရှာလို့လွယ်မှာမဟုတ်ဘူးဒီတော့တကယ်လာမယ့်ရက်ကိုအတိအကျစာရေးပါငါမာဂျင်နာကတော့ဒါပါပဲကွာမင်းမသားကြီးကိုလည်းငါကသတိရအောင်နဲ့ဒီစာနဲ့အတူကတော့လိုက်ကြောင်းကိုတဆင့်ပြောပြလိုက်ပါတော်သေးပြီမင်းတို့သားမီးဂျက်မာပြောရွှင်နိုင်ကြပါစေစိုးသိမ့်သောတဲ့ဟူ၍ထိုထားသောလက်မှတ်တွင်ရေရိုးရေစင်တိမ်ကိုနတ်ငယ်တက်ဖြင့်ရေးမထားပြီသူများထက်ထူး နဖူးအဝါပေါက်စောသလုံး나ကြီးတက်ဖြင့်ထိုးထားသည်မြေတို့ပင်ဖြစ်စေကျွန်တော်ကလည်းသူဤတပ်ပုံတန်ညွန့်တိုင်း나ကြီးတက်ဖြင့်သာသိုးသိမ့်ဟု၍စလုံးပေါင်းကရှေ့လာမည်အခန်းများတွင်ရေးသားသွားပါမည်စာရွက်ဤနောက်ကျောက်တွင်သိုးသိမ့်ကသူနေထိုင်ရာနေရာအတိတ်ကြောင့်လိပ်စာရေးပေးထားသည်မောင်သိုးသိမ့်ငွေပင်ဆန်းရောင်စုံပုံနှိပ်လုပ်ငန်းမန်ပြေလန်းတာဂိတမျိုးကောင်းမြတ်သူစာဖတ်၍အပြည့်တွင်မိခင်ကြီးဤမျက်နာကိုလှမ်းကြည့်သည် မင်းတငယ်ချင်းရေးထားတဲ့စာထဲမှာမင်းလောက်ရမယ့်အလို့အကန့်ကြောင်းလည်းမပါပါလားသားရဲ့ဒေါ်လာတွေမှတ်ချက်ချသည်ဟွန်းမိမိကလည်းကိုကြမှာသားနဲ့တိုင်ပင်ပြီးတင့်တာကိုလွတ်ကန်ကြရမှာပေါ့သားလို့လုံးလဝရိယရှိတဲ့လူအတွေဘာအလို့ပဲလွတ်လို့ကြီးဝမှာပါမိမိရဲ့ကောင်းမြတ်တွေရဲရဲကြီးအာမခံပေးနေသည်အဲ့ဒီလိုဆိုရင်လေမိမိနဲ့အတူနေပြီးလုပ်ပါလားသားရဲ့ဘာဖြစ်လို့ရန်ကုန်မြို့ကြီးကိုသွားကျင်နေရတာတော့မိခင်ဤစကားကြောင့်ကောင်းမြတ်တွေမျက်လုံးပြူသွားပြီဟမ် မိမိနဲ့တားတို့မြို့မှာလှုပ်တာတဲ့မျက်စိကြီးနားကြီးဖြစ်တဲ့ရန်ကုန်မြို့မှာသွားလို့တာကပိုပြီးကြီးပွားနိုင်လို့ပေါ့မိမိကလည်းဗျာအလကစိတ်မပူတဲ့နာတွေကိုပူးနေတာကိုတအားအတွက်စိတ်ချစမ်းပါမချနိုင်ပါဘူးဆွေမရှိမျိုးမရှိပြီးတော့အတိကျွမ်းလည်းမရှိတဲ့ရန်ကုန်မြို့ကြီးကိုလွှတ်ရမှာမို့ဘယ်လိုလုပ်စိတ်ချနိုင်မှမလဲပြီးတော့မိမိမှာတားဆိုလို့မြန်မြဆဆရှိတာမဟုတ်ပါဘူးတားတယောက်တည်းပဲရှိတဲ့ဟာအဲ့ဒါဘာဖြစ်တယ်လဲမိမိရဲ့တသလုံးခွဲနေရမှာကြာနေတာပဲ ။ဒါကလည်းမိမိကိုကြာကြာခွဲမထားပါဘူး။ရန်ကုန်မှာအလုတ်ကန်ဟန်ကြလို့ရှိရင်မိမိကိုလာခေါ်ပါမယ်။အေးဟန်မကြရင်တော့သပြန်လာခဲ့မှာပေါ့။ကျင်းတ်ပြီလား။ကောင်းပြီ။မိစကားနဲ့မင်းပဲ။ဟန်မကြရင်ပြန်လာခဲ့။ပြီးတော့မိမိစီကိုလည်းစာမကြမကြရေးနော်။အခုဒီကသွားလို့ရန်ကုန်ကိုရောက်တယ်ဆိုတာနဲ့မိမိစိတ်ချရအောင်ချက်ချင်းစာရေးလိုက်ဟုတ်ပြီလား။ဟုတ်ကဲ့ရေးပါမယ်။ဒီလိုဆိုသားရန်ကုန်ကိုသွားမယ်တော့မေမေနောက်ဆုံးတွင်တော့မိခင်ဖြစ်သူဒေါ်လာသူမှာဒါဤဆန္ဒကိုစိတ်မပရပါဖြင့်လိုက်ရောလိုက်ရရှာသည် မိခင်ဖြစ်သူဤလက်ရောက်ချက်ကိုရလင်ကောင်းမြတ်သူမှာသာဂေဒတွင်ရှိတငယ်ချင်းဖြစ်သူဇောသိန်းထံသို့စာရိတ်ကအကြောင်းကြားရသည်မုံညင်းမျိုးမှမထွက်ကားမီတရက်အလိုတွင်လည်းဇောသိန်းထံသို့လှမ်း၍တန်ကျိုးရက်ကသူရောက်မည်နေ့နှင့်စီလာမည်မိရာကိုပါအကြောင်းကြားခဲ့သည်မန္တလေးမျိုးသို့ရောက်လျင်သူမှာအမြန်ရရကိုစီရန်လက်မှတ်မရတော့ပေအမြန်ရရလက်မှတ်မှာကုံသွားပြီဖြစ်သည်ညနေပိုင်းတွင်ထွက်မည်စာဖို့ရထားပြန်သာသူမှာလိုက်ရန်လက်မှတ်ရသည်ကောင်းမြတ်သူခမရဂျေနန်ယုံတို့အမြန်ပြေးရပြန်သည် မန္တလေးမြို့ရှိဂျင်နန်ယုံတို့အရောက်တွင်သူသည်အမြန်ရတာလက်မှတ်မရ၍မလိုက်ဖြစ်တော်ကြောင်းညနေပိုင်းထွက်မြေ့စာဖို့ယထာကြီးဖြင့်သာလိုက်တော်မူမို့ရန်ကုန်ဘုရားကြီးတွင်စာဖို့ယထာဆိုင်ချိန်၌လာရောက်၍ကြိုးစောရန်နောက်ထပ်တန်ကျိုးစာတစ်စောင်ကိုရိုက်ရပြန်သည်ပင်ပန်းလိုက်သည့်ကောင်းမြတ်သူထို့နောက်သူသည်ညနေပိုင်းတွင်မန္တလေးဘုရားကြီးမှရန်ကုန်သို့ထွက်ခွာသည့်စာဖို့မြေထားဖြင့်လိုက်ပါလာခဲ့တော်သည်ရပ်ပါတို့မှကောင်းမြတ်သူတယောက်မုံညင်မြို့မှနေ၍ရန်ကုန်မြို့ကြီးသို့ជីវဝတို့တဲ့လူစိတ်ဖြင့်လာခဲ့ရသောအကြောင်းတို့ဖြင့် ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကျူမွေးဤဟာသဝိတုတပုတ်ဖြစ်တဲ့လူပြို့ပူဇာဆန်းတဲ့ဗျာဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်းတင်နေဖြင့်စတင်ဖက်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ